ဟိုင်းပိုင်ရှယ်ရီကနေကြိုဆိုပါတယ်အရင်ချိန်တုန်းကခန်းထားတဲ့မင်းဆက်ကြီးတွေအုပ်ချုပ်ခဲ့တဲ့ကဘာကြီးရဲ့ဒီနေရာလေးဟာဆိုရင် အာလုံအားကြရတဲ့အေယာမစီးပွားရေးစုံကြီးဖြစ်ခဲ့ပါတယ်ဒီတိုင်းပြည်ကလူတွေကအရင်ကိုတုံလုံးလို့သူတို့တွေကပဲအခုကျွန်တော်တို့တုံးနေကြတဲ့တန်လန်းအိမ်မြောင်တွေနဲ့ပုံနှိပ်နီးပညာတွေစာရေးစာရွက်တွေကနေနောက်ဆုံးရဲမှုတ်တွေထိကိုပါဒီတိုင်းပြည်ကလူတွေကပဲတီထွင်နိုင်ခဲ့ကြတာဖြစ်ပါတယ်ဒါတွေကြောင့်လဲ အဲ့ဒီချိန်တုန်းကဒီတိုင်းပြည်ကြီးဟာတခြားနိုင်ငံတွေရဲ့လေစာအားကြတာကိုခံခဲ့ရပါတယ်။သူကတော့တခြားမဟုတ်ပါဘူး။ကျွန်တော်တို့နားမှာရှိနေတဲ့ကမ္ဘာလေပိုင်းမင်းနိုင်ငံတရုတ်ပဲဖြစ်ပါတယ်။သူ့ဘေးကရက်မှာအိန္ဒိယကလည်းရှိနေပါသေးတယ်။အဲ့ဒါတို့ရောက်လဲဒီနေရာလေးဟာဆိုရင် အရင်ချိန်တုန်းကကမ္ဘာကြီးရဲ့စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့1800နောက်ပိုင်းကိုရောက်လာတဲ့အခါမှာတော့တရုတ်တွေရဲ့ခေါင်းမော့ရင်ကော့နိုင်တဲ့ခေတ်ကြီးကပျောက်ဆုံးလာခဲ့ရပါတော့တယ်။ အကြောင်းကတော့အဲ့ဒီချိန်တုန်းကယူရိုပနဲ့ US နိုင်ငံတွေမှာခင်မီတဲ့ပြောင်းလဲမှုကြီးတွေစပြီးနေရာယူနေလို့ပါတိတ်ပန်နည်းပညာတွေစက်မှုထွန်းကားမှုတွေခင်မီလက်နက်တွေတယူပို့ဆောင်ရေးတွေကနေစက်ယုံတွေထိဒီနိုင်ငံတွေဖက်ချမ်းမှာတိုးတက်လာပြီးတော့သူတို့တွေကလည်းခက်တက်ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်လာခဲ့ကြပါတယ်အင်အားကြီးနိုင်ငံတွေဖြစ်လာကြတာနဲ့ကမ္ဘာမြေပုံပေါ်မှာနေရာပိုယူနိုင်မှုအတွက်သူတို့တွေစပြီးနေချေလာကြပါတော့တယ် အဲ့ဒီတုန်းကအနောက်နိုင်ငံဘက်ချမ်းမှာစက်မှုထွန်းကားနေတဲ့အချိန်မှာတရုတ်မှာကျတော့အဲ့လိုခင်မမီသေးပါဘူး။နောက်ပြီးအနောက်နိုင်ငံတွေကသူတို့လက်နက်ကြီးတွေနဲ့တရုတ်စီကိုနယ်ချဲဖို့ရောက်လာကြတဲ့အခါမှာတော့နေပညာအင်အားမမျှလို့တရုတ်ကလည်းအရေးနှိပ်သွားရပြီးဟောင်ကောင်ကိုပြီးတိန်လက်ထဲအက်လိုက်ရပါတယ်။ဒါကြောင့်ပဲ1800လယ်ပိုင်းကိုရောက်လာတဲ့အခါမှာတော့ကမ္ဘာစီးပွားရေးမှာတရုတ်ရဲ့လွှမ်းမိုးနိုင်မှုတွေကဆက်ရုပ်လာခဲ့ပါတယ်။ဒါပြီးနောက်ရာစုနှစ်တစ်ခုထက်ချလာတော့ ိန်းနီးချင်းဂျပန်ရဲ့ဝင်ရောက်ကျူးကျော်တိုက်ခိုက်တာကိုလည်းတရုတ်ကခံခဲ့ရပါသေးတယ်။ဒီတော့ဝဲတဲ့အခြေအနေကအရင်အထက်တောင်ပိုပြီးတော့ဆိုးသွားရပါတယ်။ဒါတွေကြောင့်ပဲအလဲပိုင်းဒေတာမှာတရုတ်ရဲ့စီးပွားရေးလွှမ်းမိုးမှုပုံရိပ်ကြီးကလည်းတဖြည်းဖြည်းဆုတ်ယုတ်လာပြီးတခြားအိန်းနီးချင်းနိုင်ငံတွေရဲ့ကျူးကျော်တာကိုခံရတာနဲ့ပဲနှပန်းလုံးခဲ့ရပါတယ်။ဒီလိုနဲ့အချိန်ကြာလာတော့ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့ချိန်မှာအနောက်နိုင်ငံတွေမှာကမ္ဘာစစ်ပွားရေးနဲ့ဗန်ဒါရေးစနစ်တကိုစပြီးတီထွင်ခဲ့ကြပါတယ်ဒါကတော့အရင်ရှင်ဝါရကင်းရှင်းနဲ့စစ်ပွားရေးစနစ်တပါဒီစနစ်မှာအစိုးရရဲ့ထိန်းချုပ်မှုနဲ့အခွန်ဆောင်ပေးရတာလေးတွေတော့ရှိနေသေးတာမို့အရင်ကြီးတော့မလွတ်လပ်သေးပါဘူးဒါပေမဲ့လည်းဒီစစ်ပွားရေးစနစ်တရဲ့အထောက်ကူနဲ့ပဲဂျာမနီပြင်တင်နဲ့ဂျပန်နိုင်ငံတွေကိုပြင်လဲထူထောင်တဲ့အခါမှာထိထိရောက်ရောက်ရှိခဲ့တာမို့ဒုတိယကမ္ဘာစစ်ပွဲကြီးအပြီးမှာ ဒီစီးပွားရေးစနစ်တကြီးကနိုင်ငံတော်တော်တော်များများအတွက်ပြန်လည်ထူထောင်နိုင်မှုကဲတင်ရှင်ကြီးတယောက်လိုဖြစ်လာခဲ့ရပါတော့တယ်။ဒီမှာတင်အစဉ်ပြေနေပေမဲ့စီးပွားရေးစနစ်တထဲမှာအစိုးရကဝင်ဝင်ပါနေတာကိုတဘောမကြကြလို့နောက်ပိုင်းမှာလူတွေကလုံးဝကိုလွတ်လပ်တဲ့စီးပွားရေးပုံစံကိုလိုလားတောင်းတလာကြပါတော့တယ်။ဒီလိုလွတ်လပ်ပြီးအရင်ရှင်ကင်းမဲ့တဲ့စီးပွားရေးစနစ်တစီကိုပြောင်းလဲနိုင်ဖို့တွန်းအားပေးခဲ့တဲ့နေရာမှာထင်ရှားတဲ့လူကတော့ ချီကာဂိုကစီးပွားရေးပညာရှင်မက်တန်ဖရီမန်ပဲဖြစ်ပါတယ်။ဒီနေရာမှာမက်တန်ဖရီမန်ပြောခဲ့တာကိုကိုးကားရရင်တော့စင်းရဲမွဲတေမှုပပျောက်ဖို့အတွက်ဆိုရင်လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ရန်တရာကြီးထက်ပိုကောင်းတဲ့စနစ်တမိုင်းမှာမရှိခဲ့ပါဘူးတဲ့။ဒီဘန်နာရင်းနဲ့စီးပွားရေးစနစ်တရဲ့ပင်မကြောရိုးကတော့ကုမ္ပဏီတွေကသူတို့ရှယ်ယာဝင် လူတွေစီကနေပြီးတော့အရင်းအနှီးတွေရပါတယ်။ဒါကို corporation အဖွဲ့အစည်းလို့ခေါ်ပြီးဒီအဖွဲ့အစည်းရဲ့ရွယ်ချက်ကတော့သူ့ရှယ်ယာရှင်တွေအတွက် ငွေရှာပေးရတာပဲဖြစ်ပါတယ်ဒါကိုလည်းမက်တန်ဖရီးမန်ပြောခဲ့တာကစီးပွားရေးလုပ်ငန်းတစ်ခုရဲ့တာဝန်ယူမှုကတော့အမျက်များများရအောင်လုပ်ဖို့ပါပဲတဲ့တကယ်လဲစီးပွားရေးတိုင်းကအမျက်များများရဖို့အတွက်ပါပဲဆိုတော့ဒီနီးလင်းနဲ့ပဲ US စီးပွားရေးမှာချမ်းသာကြွယ်ဝမှုတွေနဲ့ပြည်လာခဲ့ပါတော့တယ်အဲ့ဒီတော့က US နဲ့အနောက်နိုင်ငံဘက်တွေမှာဒီလိုစီးပွားရေးတွေတစ်ချိန်ထိုးတိုးတက်နေကြတဲ့အချိန်မှာ တရုတ်မှာကျတော့စီးပွားရေးကကြတထက်ကြဆင်းနေခဲ့ပါတယ်။ဒီလိုစီးပွားရေးကြဆင်းတဲ့တန်နဲ့အလူလေခံနေရတာတော့မှပဲအနောက်နိုင်ငံတွေစခဲ့တဲ့လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်လမ်းစဉ်ကောင်းနောက်ကိုလိုက်ဖို့မကြိုးစားဘဲနဲ့တရုတ်ကခေါင်းမမာနဲ့ကွန်မြူနစ်စနစ်ကိုပါထပြီးထူထောင်ခဲ့ပါတယ်။ဒီလိုတိုင်းပြည်ကိုကွန်မြူနစ်ခေတ်ပြတ်စနစ်ကြီးတဲ့ကိုချပြစ်ပြီးနိုင်ငံကြီးပွားမယ့်အခွင့်အရေးကြီးကိုဖျက်ဆီးခဲ့တဲ့အဓိကဦးဆောင်သူတရားခင်ကတော့ခေါင်းဆောင်မက်ဆီဒွန်ပဲဖြစ်ပါတယ်။ဒါကြောင့် 1980ကိုရောက်လာတော့တရုတ်မှာအရင်ကထက်ဆင်းရဲမွဲတေမှုတွေဖြစ်လာရပါတော့တယ်။ဒါကတော့တစ်ချိန်တုန်းကခန်းသားကြီးကျယ်ခဲ့တဲ့တိုင်းပြည်ကြီးရဲ့စိတ်မကောင်းစရာအောင်ဆုံးထိမွဲပြကြခဲ့ရတဲ့အချိန်တွေပေါ့ဗျာ။အဲ့ဒီနောက်ပိုင်းကိုရောက်လာတဲ့အခါကျမှပဲတရုတ်ရဲ့ပြန်လည်နိုးထလာတဲ့အချိန်ကိုရောက်လာရပါတော့တယ်။အကြောင်းကတော့1980နောက်ပိုင်းတရုတ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ဒန်ဂျောင်ဖင်းကနှစ်ပေါင်း150လောက်ဆုပ်ယူခဲ့ရတဲ့တူတူနိုင်ငံကြီးကို အရင်လိုပြန်လဲကောင်းမွန်နိုင်အောင်စ조사ခဲ့တာမို့ပါဒါကြောင့်ဒန်ကပထမအဆုံးအနေနဲ့စင်ကာပူကိုလေ့လာရေးတွားခဲ့ပါတယ်အဲ့ဒီကလွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်အောက်မှာကြီးပွားနေကြတဲ့တွနိုင်ငံသားတွေကိုမြင်ရတော့ဒန်ကအရင်ကိုအားကျတွားတော့တာပဲဒါကြောင့်တွနိုင်ငံမှာလဲစမ်းတက်ဖို့အတွက်ဘီတီရှားလက်အောက်ခံဟောင်ကောင်နဲ့တရုတ်ပြည်တောင်ပိုင်းကြားနေပြည်တော်ထိဆက်နေတဲ့လူဦးရေ3000လောက်ပဲရှိသေးတဲ့ရှန်ဆန်းတန်ဃာရွာလေးကိုစီးပွားရေးစုံကြီးအဖြစ်စပြီးလုပ်ခဲ့ပါတော့တယ်ဒါကြောင့် ဟောင်ကောင်ကလည်းအနောက်တိုင်းစီးပွားရေးနဲ့တရုတ်ကွန်မြူနစ်နှစ်ခုကြားမှာချိတ်ဆက်ပေးထားတဲ့တံတားကြီးတစ်ခုလိုဖြစ်လာခဲ့ရပါတော့တယ်။အဲ့ဒီချိန်ကစပြီးတော့ဒီလူထောင်ကနန်းပဲရှိခဲ့တဲ့ရှန်ဇန်တန်ဃာရွာလေးကနေလူဦးရေ၁တန်းအထက်ရှိတဲ့မြို့ကြီးတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။လူတွေရဲ့ပုံမှန်ဝင်ငွေကလည်းတစ်ရက်၁ဒေါ်လာနှုန်းကနေတစ်နှစ်ကိုဒေါ်လာ၃တောင်းနဲ့အထက်ကိုရှိလာခဲ့ပါတော့တယ်။ဒီလိုအလားတူတစ်ချိန်ထိုး တိုးတက်မှုတွေအကုန်လုံးကလည်းတရုတ်ပြည်နဲ့ကိုပြန်လာခဲ့ပါတော့တယ်။ဈေးမကြီးတဲ့လုံတိုင်းအင်အားတွေကြောင့်နိုင်ငံခြားကုမ္ပဏီတွေကလည်းတရုတ်မှာလာပြီးရင်းနှီးမြှုပ်နှံမှုမျက်စိကျလာခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲတရုတ်ကကမ္ဘာစံမှုဆောင်ကြီးတစ်ခုလိုဖြစ်လာပြီးအာရှမှာစီးပွားရေးတောက်တင်းလာသလိုကမ္ဘာဒုတိယအကြီးဆုံးအထိဖြစ်လာခဲ့ပါတော့တယ်။နောက်တစ်ချက်အနေနဲ့ဒီလိုတွေဖြစ်လာရဖို့တရုတ်ကိုလောင်စာကျွေးပေးခဲ့တဲ့နောက်ထပ်အဓိကတွန်းအားကြီးတစ်ခုကတော့2009ခုနှစ်မှာတရုတ်အမေရိကန်ဆက်ဆံရေးအတွက် နှစ်နိုင်ငံတဘောတူလက်မှတ်ထိုးဖို့အမေရိကန်တမရဘေးကလင်တင်ကလက်ခံခဲ့တာပဲဖြစ်ပါတယ်။ဒါပြီးလို့တနှစ်ကြာမှာပဲတရုတ်နဲ့ကုန်တွယ်ရေးလုပ်ရင်အမေရိကန်အတွက်အကျိုးရှိစေတယ်ဆိုပြီးတော့ US ကတရုတ်ကိုကမ္ဘာကုန်တွယ်ရေးအဖွဲ့အစည်းတွေကိုတော့ဝင်ခွင့်ပေးခဲ့ပါတယ်။အဲဒီကနေမှပဲတရုတ်ရဲ့ခြေလန်းကျယ်ကြီးတွေကအချိန်ရလာပြီးတုထုပ်ကုန်တွေကိုအမေရိကန်အပါအဝင်တခြားကမ္ဘာနိုင်ငံတွေထိပါဖြန့်လာခဲ့တာ။2010ခုနှစ်မှာတရုတ်ရဲ့စီးပွားရေးက ဂျပန်ဝရောင်ကျော်တက်သွားပြီးကမ္ဘာဒုတိယအကြီးဆုံးထိဖြစ်လာခဲ့ပါတယ်။တရုတ်ခြေလှမ်းတွေကဒီမာတင်ရက်နေမှာမဟုတ်တလို့လက်ရှိချိန်မှာလဲတူပေါ်မှာရှိနေတဲ့ US ကိုရောင်ကျော်တက်ပြီးကမ္ဘာနံပါတ်1နေရာကိုယူနိုင်အောင်လဲစ조사နေပါတယ်။ဒီအကြောင်းတွေကိုကျွန်တော်ရဲ့ရင်ဗီဒီယို Huawei ကို American Ban ထွက်ရတဲ့တပုံမှာပြောပြပေးထားပါတယ်။ဝင်ကြည့်လို့ရအောင်ဒီဗီဒီယိုရဲ့ description ထဲမှာ link လေးချထားပါတယ်ဗျ။ဒါတွေဖြင့် တခြားတရုတ်ဆိုရရဲ့ထောင်လန်းရေးနည်းပညာတွေအကြောင်းကိုလည်းပြောပြပေးထားတာမို့တခါလဲဝင်ကြည့်တော်လို့ရပါတယ်ဗျာ ဟုတ်ကဲ့အပေါ်ကပြောခဲ့တဲ့အချက်တွေကအခုချိန်မှာတရုတ်ကကမ္ဘာထိပ်တန်းအင်အားကြီးနိုင်ငံတစ်ခုလည်းဖြစ်နေတယ်လို့စီးပွားရေးကလည်းအလွန်တောက်တင်းခိုင်းမာနေပါတယ်အခုချိန်မှာတော့တရုတ်ကအင်အားကြီးနေတာမှန်ပေမဲ့နောက်အနာဂတ်တစ်ချိန်မှာအတိတ်မင်းဆက်ခေတ်တုန်းကဖြစ်ခဲ့တယ်လို့မျိုးပြန်ပြီးတော့ဆုပ်ယုပ်သွားနိုင်မလားဒါမှမဟုတ်သူတို့ရဲ့အောင်မြင်မှုအရှိန်အဝါကိုပဲ ဆက်ပြီးထိန်းထားနိုင်မလားဆိုတာတွေရဲ့အဖြေကိုတော့အချိန်ရပဲဆုံးဖြတ်ပေးတော့ပါလိမ့်မယ်ဟုတ်ကဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတင်းရဲ့မြင်ကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးတော့ကြပါအောင်ဗျာအဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာထပ်တွေ့ကြရအောင်နော်